ဌာနဆိုတာလောကမှာအကြမ်းမင်းရှိခြင်းကိုလည်းပြီးစွာနိုင်တယ်။မမင်းရှိခြင်းကိုလည်းပြီးစွာနိုင်တယ်။ယမမင်းရဲ့ရှိခြင်းကိုလည်းပြီးစွာနိုင်တယ်။သေကျေဝရမင်းရဲ့ရှိခြင်းကိုလည်းပြီးစွာနိုင်တယ်။သာဝကပါရမီဉာဏ်ကိုလည်းပြီးစွာနိုင်တယ်။ပြည့်စုံကဘောဓိဉာဏ်ကိုလည်းပြီးစွာနိုင်တယ်။သမ္မာသမ္ဗောဓိဉာဏ်ကိုလည်းပြီးစွာနိုင်တဲ့အစွမ်းအားရှိတယ်။စသဖြင့်ဒီလိုဖျားဟောသွားတယ်။ အဲ့ဒီထဲမှာစေကျဝရမင်းရဲ့စိတ်ကိုပြီးစွမ်းနေတယ်ဆိုတော့ခုနကပြောခဲ့တဲ့အတိုင်းစေကျဝရမင်းတို့မှာ32ဘတ်သောယောက်ျားမြတ်တို့ရဲ့လက္ခဏာနဲ့မပြည့်စုံဘူးလားပြည့်စုံနေတယ်။နောက်တစ်ခုသမ္မာသမ္ဗုဒ္ဓဉာဏ်ကိုလည်းပြီးစွမ်းနေတယ်ဆိုတော့သမ္မာသမ္ဗုဒ္ဓဉာဏ်ရှင်ဖြစ်တဲ့ဘုရားရှင်တို့မှာလည်း32ဘတ်သောယောက်ျားမြတ်တို့ရဲ့လက္ခဏာမရှိဘူးလားရှိ။ဒါတော့စေကျဝရမင်းရဲ့စိတ်ကိုပြီးစွမ်းနေတယ်ဆိုရင်32ဘတ်သောယောက်ျားမြတ်တို့ရဲ့လက္ခဏာလည်းပြည့်စုံပြီလားဖြစ်သွားတယ်။သမ္မာသမ္ဗုဒ္ဓဉာဏ်တော်မြတ်ကိုပြီးစွမ်းနေတယ်ဆိုရင် 32ပါးသောယောက်ျားများတို့ရဲ့လက္ခဏာကိုပြစ်စွန်းနှိမ့်တယ်ဆိုတာလည်းပြည့်စုံပြီးဖြစ်သွားတယ်။အဲ့ဒီလိုအကျဉ်းချုပ်ခေါ်ထားတာတော့ရှိနော်။အဲ့ဒါကဘယ်လိုကံကြောင့်ပြစ်စွန်းနှိမ့်တယ်လို့ပြီးတော့ယာကုလေးတယောက်ချုံမြတ်တော့လောင်းလှူခဲ့ရင်လည်းဒီဒါနကုသိုလ်ကပြစ်စွန်းနှိမ့်တယ်။ဇွန်လေးတစ်စွန်းတော့လောင်းလှူခဲ့မယ်ဆိုလို့ရှိရင်လည်းဒီလိုကုသိုလ်ကပြစ်စွန်းနှိမ့်တယ်ဆိုပြီးတော့ဒီလိုခေါ်ထားတယ်။ဒီလိုဆိုရင်ဒီကကြီးတွေဒီမကြီးတွေဇွန်လေးတစ်စွန်းတော့မလှူသေးဘူးလား။ဟမ် ဘယ်လိုမလွတ်သိမ်းဘူးလားလွတ်သိမ်းပါလေဒီလရှင်နေဆံကံမြည်သလိုရှင်လူစုကခင်ခွက်ထက်မှာဆန်ထက်ပြီးတော့လောင်းလို့တော်ပါမလားအဲ့ဒါစဉ်းစားကြနော်ပြောင်းချောချောမလွတ်ကောင်းဘူးဒါနနော်ရိုးရိုးတည်တည်နဲ့လူတိုင်းရသူကသာပြညွတ်တဉာဏ်အထိရစေနှိမ့်တဲ့သွမ်းအားဒီဒါနမှာရှိနေတယ်သို့တော့ ဒီမမင်းရဲ့စီစဉ်တို့တပ်ပိညုတဉာဏ်တော်ကိုဒီဒါနတစ်ခုတည်းကြောင့်ရတယ်ဒီလိုတော့မဆိုလို့ပါရမီ7ပါးထဲမှာဒါနတစ်ခုပါတယ်နော်ပါရမီ7ပါးထဲမှာဒါနတစ်ခုပါနေတဲ့အတွက်ဒီဒါနသည်တပ်ပိညုတဉာဏ်ကိုရအောင်ကျေစုပြုပေးနိုင်တဲ့သွားရည်သူ့မှာရှိတယ်ဘယ်လိုရှိကြလဲလို့မေးတော့တပ်ပိညုတဉာဏ်ရဲ့အဆောက်အဦဖြစ်တဲ့ပါရမီတွေကို ဖြည့်ကျင်တဲ့အချင်းခံမှာဒါနတစ်ခုပါတော့ဒီဒါနကိုပြုကျင်နေဆိုရင်ဒါနပြုမဲ့တတော်ကောင်းမှလူပြားရှိမှအလှလို့ရပါ လူပဲဝတ္ထုတွေအသင့်ဖြစ်နေရင်ဒီပုဂ္ဂိုလ်မှာဒါနပါရမီပို့ပြီးတော့ပြည့်စုံသွားတယ်။အဲဒီလူပဲဝတ္ထုတွေအသင့်ဖြစ်နေတဲ့ဘဝကိုရရှိအောင်ဒီဒါနတွေကဖန်တီးပေးနေတယ်နော်။ဘုရင်တို့နတ်ပြည်နတ်လောကဆိုတာကဘယ်လိုလောကလဲဆိုတော့ဧကန်တဒုက္ခတာယဒီဖက်တဲ့ဒုက္ခချမ်းသာကိုခံစားတဲ့ဘုံတွေပဲ။ဆင်းရဲဆိုလို့တို့မှသိပြီးတော့မရှိဘူးနော်။ဒုက္ခိဘုံကြပြန်တော့လေမရဲတော့ဘာလို့လဲဒုက္ခိဘုံကွာကြည့်မယ်ဆိုရင်လည်း ဧကန္တဒုက္ခစဉ်စစ်တစ်ဖက်သက်ဒုက္ခဆင်းရဲခံစားရတဲ့အပုံဒီပဲချမ်းသာတိတ်မရှိနောက်တစ်ခုကောင်းမှုကုသိုလ်ပြုတဲ့သရကဒုက္ခဘူလတာယဇဘုံညာကရိယာယဩဃတောနတုလဘရူပောဒုက္ခတွေသိညာနေပြီဘဝတစ်ခုဆင်းရဲဒုက္ခတွေကပြည့်နေပြီလေစာရင်တာရင်ဝေရင်နေရင်ဘာမှအသိမရှိဘူးဘာမှမပြေလည်ဘူးမရင်မှဒုက္ခအတိခံရတယ် အဲ့ဒီလိုဒုက္ခရဲ့အတိခံရတဲ့ဘုံတစ်ခုဖြစ်မယ်ဆိုရင်သောမဂုတ္တပြုဖို့အခွင့်အရေးရပါမလားမရနိုင်ဘူးနာမည်ကျော်ဖြစ်တဲ့ဒုသနတ်တော်တို့ကကြည့်ကြပေါ့နော်ဒုသနတ်တော်တို့ကတထိသလေးယောက်လူပေါ်မှာနေခြင်းခါကတောင်းကြမြင်နိုင်တောင်းကြခဲ့တဲ့ပုဂ္ဂိုလ်တွေပဲအဲ့ဒီပုဂ္ဂိုလ်တွေငရဲရောက်သွားတဲ့အချိန်ခါကျတော့အောက်ကျတော့လိုက်တာအနှစ်သုံးသောအပေါ်ပြန်တက်လာတာအနှစ်သုံးသောအပေါ်ရောက်တဲ့ကအနှစ်၆သုံးပြည့်တဲ့အခါဘုံရုပ်ငနဲ့မျက်နှာလေးတွေငရဲအိုးနှာခမ်းမှာပေါ်လာကြတယ် ရောက်နေတယောက်မြင်လိုက်တဲ့အခါရောက်နေတယောက်ပြန်ပြီးတော့နောင်တရလို့ပြောချင်ကြတဲ့စကားလေးတွေပဲစကားလေးတွေဆုံးအောင်မပြောနိုင်ဘူးဒုဆိုတဲ့စကားတလုံးသူဆိုတဲ့စကားတလုံးနဆိုတဲ့စကားတလုံးသောဆိုတဲ့စကားတလုံးဒီစကားလေးလုံးတော့ပြောပြီးတော့ပြန်မြုပ်သွားဘာပြောချင်တာလဲဆိုတော့တို့ကနောင်တရတဲ့စကားလေးတွေပဲရှင်းရင်ခင်လူဖြစ်စဉ်အချိန်ကာလကတို့ကောင်းမှုကုသိုလ်တွေမပြုတ်ခင်ပြီလာတော့မှပြီ နောက်တစ်ချိန်အကြိမ်မြန်လူ့ဘဝရခဲ့မယ်ဆိုလို့ချင်းတော့ဖြူးစင်းတဲ့သီလတွေစောက်ကြည့်ပြီးကောင်းမှုကုသိုလ်ပြုကြမယ်လို့ဒီလိုအတိတ်ပဲပြင်းပြစုံစုံပြောချင်တာပဲပြောနိုင်တဲ့ဆုံးအရှိတာမရှိပြောတော့မပြောနိုင်ဘူးဆိုရင်တော့အဲ့ဘဝမှာကောင်းမှုကုသိုလ်ပြုဖို့ဆိုတာလွယ်ပါ့မလားမလွယ်ဘူးတစ်ဖက်သက်ဒုက္ခဖြစ်နေတဲ့ဘုံကြီးပဲတစ်ဖက်သက်ဒုက္ခဖြစ်နေတဲ့ဒီဘုံကြီးမှာကောင်းမှုကုသိုလ်ပြုဖို့ဆိုတာအခွင့်အရေးတွေအမှန်တန်ရခဲ့တယ်နည်းနည်းပါးပါးဥစဉ်တော့အနိစ္စဆုံးခွေးတွေကြည့် သူတို့မှနေ့စဉ်နေ့စဉ်ဗာဒီလုံးကြီးတလေကြည့်စမ်းကြည့်ငှက်ကလေးတက်ကလေးကြည့်စမ်းနေ့စဉ်နေ့စဉ်သူတို့ဗာဒီလုံးကြီးကြသူတို့ဘယ်နှခါမှတိနေလာပြီးတရားထိုင်ဟင်ကြည့်မယ်တရားထိုင်တယ်တွေ့တာတရားနာဖို့ဘယ်နှခါနာလဲနာဒါကကုသိုလ်ဒါကအကုသိုလ်သူတို့သိနိုင်တဲ့အကြောင်းအရှိသလားမရှိဘူး